်ဒီနေ့ဥပဒေအနေနဲ့ HR ကိုပြောချင်တာကဒီလုံတက်ခွင့်ရဲ့သဘောတရားတွေပေါ့မြန်မာနိုင်ငံလုံတမဥပဒေမှာလုံတက်ခွင့်အင်္ဂလိပ်လိုကျွန်တော်ဒီ early ဆိုတာရှိရဲအဲ့တော့ဒီလုံတက်ခွင့်ကတဆက်တည်းလုံတက်12လပြည့်ရဲ့နောက်ပိုင်းမှာနော်အဲလုံတက်ခွင့်ဆက်ရရတယ်အဲ့တော့အဲ့လုံတက်ခွင့်ကအဲ့လိုတမဥပဒေအရသာဝန်ထမ်းရဲ့ဒါရပိုင်ခွင့်ဖြစ်တယ်အဲ့တော့ဒီခွင့်တွေမှာအလို့တမဥပဒေမှာပြဋ္ဌာန်းထားတဲ့ခွင့်တွေမှာဝန်ထမ်းရဲ့ရပိုင်ခွင့်ဆိုတာဒီလုတ်တက်ခွင့်တခုပဲရှိရတယ်။ဘာကြောင့်ရပိုင်ခွင့်လဲဆိုတော့သူတစ်ချက်တည်းတစ်နှစ်လုံးအလုပ်လုပ်လာခဲ့တဲ့သူကဒီဆက်ရက်ကိုခံစားခွင့်ရှိတယ်။အဲ့ခံစားခွင့်ကဒီဝန်ထမ်းအနေနဲ့ကနော်ဒီ အနာရက်10ရက်ဖြစ်စီတို့မဟုတ်ငွေသားနဲ့ဖြစ်စီပြန်ပြီးခံစားခွင့်ရှိတယ်။တခြားခွင့်တွေကငွေသားနဲ့ပြန်ခံစားခွင့်မရှိဘူး။လောက်တက်ခွင့်တစ်ခုပဲငွေသားအပြင်ပြန်ခံစားခွင့်ရှိတယ်။ငွေသားနဲ့ဆိုတာကဒီလောက်တမဥပဒေမှာဝင်လောက်ထုတ်ခံရတဲ့ဝန်ထမ်းပေါ့နော် dismiss နဲ့ဝန်ထမ်းအဲနောက်ပြီးအလုပ်ထွက်သွားတဲ့ resign ပေါ့နော်။အဲ့တော့နောက် terminate လုပ်ခံရတယ်အလုပ်ရက်စဲခံရတယ်။နောက်ပြီးတော့ဒီဝန်ထမ်းတည်ဆုံသွားတယ်။အဲ့တော့ထုတ်ထွက်သေးဆိုပြီးတော့ရှိတယ်။အဲ့ထုတ်ထွက်ဒီဝန်ထမ်းတွေမှာဒီလောက်တက်ခွင့်ကြံရင် အဲ့ဒီခွေကိုငွေသားနဲ့ပြန်ပြီးအန်ကိုအန်ရတယ်။ဒီဝန်ထမ်းတည်ဆုံးသွားရင်တော့မှာပဲဒီလောက်သက်ခွင့်ရဲ့အဲခွေကိုသူ့လက်ကြံရစ်တဲ့မိသားစုကိုသူတို့ကပေးဖို့ပြရတယ်။အဲ့ဒါကြောင့်ခွေနဲ့ရခံစားခွင့်လို့ပြောတာ။အဲ့တော့ပြန်တဲ့ခွင့်နေမှလည်းများခံစားပေးမဟုတ်ဘူး။အချင်းကြီးအရာဖြစ်ပေါ်လာမှသာယူရတဲ့ခွင့်ဖြစ်တယ်။အဲဥပမာစိတ်လက်မှတ်ခွင့်တို့နောက်ပြီးရအောင်ပခင်ခွင့်တို့နော်။အဲ့တော့တခြားမိဘခွင့်တို့ဆိုတော့အဲ့ဒါတွေကကျွန်တော်ကဖြစ်မှသာယူရတာမဖြစ်ရင်ယူကြမလို့ ်တနစ်ကုန်ကြီးပြက်ပြေသွားတယ်အဲ့တော့လုတ်သက်ခွင့်ကကြတော့ကျွန်တော်ကပြက်ပြေပါဘူးငွေသားနဲ့ပေးပေးမပေးခွင့်ပေးဖို့ပေးရတယ်အဲ့ဒါကြောင့်ဒါရပိုင်ခွင့်နဲ့ရပိုင်ခွင့်ဖြစ်တယ်ပေါ့နော်အဲ့တော့လုတ်သက်ခွင့်ရဲ့သဘောတရားလေးနဲ့ပြောပြချင်တယ်လုတ်သက်ခွင့်ကိုနော်အဟိုတခါယူရင်ဘယ်နှရက်ထပ်ပို့မယူရဘူးဆိုပြီးကျွန်တော်တတ်မှတ်မရဘူးတခါယူရင်တချို့ကုမ္ပဏီကတခါယူရင်၃ရက်ထပ်ပို့မယူရဘူး၅ရက်ထပ်ပို့မယူရဘူး အဲအဲ့လိုမျိုးတတ်မှတ်တယ်ဘာလို့လဲဆိုတော့တတ်မှတ်လို့မရဘူးဥပဒေအရသာတတ်မှတ်လို့မရဘူးဘာကြောင့်လဲဆိုတော့အဲကျွန်တော်ရှောင်းကျင်ခွေးဆိုတော့တစ်ဆက်တည်း၃ရက်ထက်ပူပြီးတော့အဲယူလို့မရဘူးတခြားခွေးတွေနဲ့ခံစားခွင့်မရှိဘူးဆက်ဆက်ပြီးခံစားခွင့်မရှိဘူးဆိုတာရှိတယ်အဲ့တော့ဒါပေမဲ့လောက်တက်ခွေးမှာတော့တခြားခွေးတွေနဲ့ဆက်ဆက်ခံစားခွင့်တည်းရှိတယ်လို့အဲဘယ်နဲ့ရက်ထက်ပူမယူရဘူးဆိုတာမရှိဘူး၁၀ရက်ဖြစ်တဲ့အတွက်၁၀ရက်လုံးတစ်ဆက်တည်းယူလဲရတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့လောက်တက်ခွေးဆိုလဲ တဲ့သဘောတရားကဒီဝင်ထဲကတစ်နှစ်လုံးအလုပ်လုပ်ထားတယ်သူကသူ့အနေနဲ့အာပြန်ပြီးတော့ refresh ဖြစ်အောင်လို့နော်ပြန်ပြီး lanse အောင်ပြန်ပြီး relax ဖြစ်အောင်လို့အဲရက်ရှည်ခရီးသွားမယ်အနားယူမယ်အမိသားစုနဲ့နေမယ်အဲ့တော့ကိုယ့်ရဲ့ရက်ရွာအဲပြန်မယ်အဲဒါမျိုးတွေကိုရှင်းရှင်းပြောရင်တော့ဒါ relax လုပ်ဖို့ကိုဒီ၁၀ရက်ကိုပေးထားတာအဲ့တော့ခွဲပြီးတော့ယူလို့ရတယ်၅ရက်၂ခါပဲယူယူ၃ရက်၃ရက်၃ရက်ပဲယူပေါ့ဒါပေမဲ့သူ့ရဲ့သဘောတရားကဝန်ထမ်းတွေကအလုပ်ကြီးပဲလုပ်ပြီးတော့ခွဲလုံးဝမယူရဲဝန်ထမ်းတွေရှိရလုံးဝမနာရဲဝန်ထမ်းတွေရှိရမနာတဲ့အခါကျဘာဖြစ်လဲဆိုတော့ဒီဝန်ထမ်းကဒါအလုပ်အရန်ဒါအလုပ်တိုင်းလေအရန်ဟိုကောင်းတာမဟုတ်ဘူး ခါကြရင်အရင်စိတ်ပြန်ပြန်လူပမန်ဖြစ်ပြီးရောเนาะအဲဂျုံဂျုံကြာသွားတယ်ပေါ့เนาะအရှင်းပြောတော့ဒါအင်္ဂလိပ်လိုဆိုတော့ဒါဘန်တော့ဖြစ်သွားတယ်လို့ခေါ်တာပေါ့เนาะအဲ့တော့တချို့ကအလုပ်အရင်လုပ်တဲ့ဒါ work holic တွေရှိတယ်အဲ့တော့အလုပ်အရင်လုပ်ရင်အခွင့်လုံးဝမယူပဲနဲ့အလုပ်လုပ်တယ် casual လည်းမယူဘူးပေါ့ရှောင်းတိခွေလည်းမယူဘူးဘာခွင့်မပြုပဲလုပ်တဲ့လူတွေကကောင်းလားဆိုတော့အဲမကောင်းနားတင်နေပေါ့เนาะအဲ့ဒါမှဝန်ထမ်းကနားလိုက်တော့မှပို့ပြီးတော့အသိဉာဏ်တွေနောက်ပြီးတော့စာတိတွေတွင်မှုတွေလုပ်ရည်ကာရည်တွေပို့ပြီးတော့ competency တွေအဲလုပ်ထုတ်လုပ်နိုင်ခွင့်ထုတ်လုပ်နိုင်စွမ်းအားတွေပေါ့เนาะအဲ့ဒါပို့ပြီးတော့တိုးတက်လာတယ်ဆိုပြောတယ်အဲ့တော့ ဒါကြောင့်လုံတက်ခွင့်ကိုဆယ်ရက်ဆက်တက်အကျူရင်းလဲကျွန်တော်တို့ပေးရတယ်။အော်ဒါပြင်မဲ့လုံတက်ခွင့်ပေးဖို့အာပေးပေးနိုင်ခွင့်ရှိတာကကြတော့ခွင့်ပြုခွင့်ရှိတာကသူတို့ရဲ့အသက်လူကြီးပေါ့နော်။အဲ့တော့ခွင့်တွေကိုခွင့်ပြုခွင့်ရှိတာကအေးချာမဟုတ်ဘူး။အဲ့တော့အသက်လူကြီးတွေပဲ။အဲ့တော့သူတို့ရဲ့အသက်လူကြီးအစစ်အစစ်ကခွင့်ပေးပိုင်မှရှိတယ်။အဲ့တော့ဒီဝန်ထမ်းကိုလုံတက်ခွင့်ဆယ်ရက်ဆက်တက်ပေးလို့ရနိုင်ပြီ။ကိုယ့်ရဲ့ operation မှာကိုယ့်ရဲ့ဒီနေ့စဉ်တော့ဟိုထုတ်လုပ်တိုင်းဆွမ်းအားအဲကိုယ့်ရဲ့အာဒီအလုပ်က operation တော့မထိခိုက်ဘူး။ ်ဆုံးကျွန်တော်တို့ပြေးလို့ရတယ်အဲ့တော့တချို့ကကြောက်တော့ဖြစ်လဲဆိုတော့လုတက်ကွန်တော့တုံးရချက်ပုံမယူရဘူးဆိုတော့ကတ်တိုင်ထားလုတမဥတွေကိုချိုးဖောက်ရကြအဲ့လိုကတ်တယ်လို့မရဘူးအဲ့တော့သူကရက်ရှိကိုယူခွင့်ပေးတာလားအဲ့တော့ဒါကျွန်တော်တို့ဒါအတိအကျအရာပြောရရင်ကျွန်တော်တို့ဒါနော်ဒူဘိုင်းမှာအဲ့လိုသွားလို့တယ်ဒူဘိုင်းမှာအဲ့လိုလုပ်တဲ့အခါမှာလုတက်ခွင့်ကိုတလပေးတယ်စနနာလောက်ပြီးတော့ရက်တုံးတက်တလာရရလာတာပြင်းနေကြတယ်ဒါသူတို့ရဲ့အလုပ်မှာဥပဒေအရနိုင်ငံသားတွေအလုပ်လာလုပ်တယ်ဆိုရင်အနေဆုံးတော့တတပြရတယ်အဲ့တော့မန်နေဂျာလေးပဲဆိုရင်တစ်နှစ်လုံးရင်ကျွန်တော်နှစ်လပြည့် ဆန္ဒနာလုပ်ပြီးသွားတာလေနှစ်လလာတာပြင်းတယ်အဲ့အပြင်ကိုဒါကိုယ့်ရဲ့နိုင်ငံပြန်ဖို့လေလက်မှတော့အပြင်မှာပြီးတယ်ဆိုတော့အဲ့ဒီဆန္ဒလာလုံးမှာလေအလုပ်ကိုတကယ်ကိုပြင်းပြင်းထန်ထန်အပြည့်ပြည့်ဝဝအလုပ်လုပ်ပါတယ်ပြီးသွားတဲ့ခါမှာလေတလပြည့်ပြည့်ဝဝနားတယ်လုံးဝတရားရောက်ကိုလွှဲခဲ့လွှဲခဲ့ပြီးသွားရင်ပြပြဝဝနားရတယ်ဘာမှလက်ကြည့်ကြမလို့တလလုံးမန်နေဂျာရေလို့နှစ်လလုံးနားရတယ်အဲ့တော့အဲ့မှာ သူတို့မှတော့မှပဲခွဲပြီးတော့ကျွန်တော်တို့မနာဘူးမှတလဟိုတလနားရရှိရဲဒါပေမဲ့ဆက်ငါးရက်နှစ်ခါနားမယ်ဆိုပြီးမနာတလအပြည့်ပြီးနားတယ်အဲ့လိုပဲအာကျွန်တော်တို့ဒါချုပ်ကုံလေးမှလည်းเนาะအဲလို့မှဝင်ကြီးဌာနကပြဋ္ဌာန်းတယ်လို့မှဥပဒေမှာအဲတနေ့မှာ၁၀ရက်လို့ဆိုပြီးမယ်ချုပ်ကုံလေးက၁၄ရက်ပြီးရ၁၂ရက်ပြီးရအဲ၁၀ရက်ပြီးပြီးတော့လုတ်တက်၅နှစ်၁၀နှစ်နဲ့အသက်ဆိုရင်၁၂ရက်တော့၁၄ရက်လို့ပြီးရဒါကအဲ့လိုမှဥပဒေထပ်ကျော်လုံပြီးတော့ပြီးတယ်ဆိုရင်ပြီးလို့ရတယ်ဒါကပြဿနာမရှိဘူးဒါပေမဲ့အဲ့လိုမှဥပဒေထပ်ကျော်လို့ကျော်နေပြီးတော့၉ရက်တော့၉ရက်ခွဲလို့တော့သွားလို့မရဘူးဒါကဥပဒေကိုဆက်ကျင်တာသူကအဲပြဋ္ဌာန်းရှိတယ်အပြည့်ရှိတယ်အဲ့တော့ ါဒီကျွန်တော်ဒီလောက်တက်ခွင့်ကိုเนาะအချိုးကြလည်းအချိုးကြလို့ပြောတယ်အဲ့တော့အချိုးကြလည်းကျွန်တော်တို့ကဟိုလက်လို့မရဘူးဥပမာ तू 12လလောက်12လပြည့်သွားပြီဆိုတာနဲ့ तू 10ရက်ကို10ရက်ကိုကျွန်တော်ကเนาะဟိုပြေးလို့ရတယ်အဲ့ကြောင့်ဒီခွင့်ပေးပိုင်ခွင့်ရှိတာကအာထက်လူကြီးအစင်းစင်းပဲအဲ့တော့တို့ရဲ့ operation မှာမတိခိုက်အောင်ကျွန်တော်တို့အဲဒီဝန်ထမ်းကို ဒီဝန်ထမ်းကိုဖိတ်ယူနေသူ့အာဘယ်သူမှလုပ်ခိုင်းရမှာလဲဆိုတော့ handover process ကြီး succession plan တွေတော့တရားလုပ်ထားဖို့လိုတယ်เนาะအဲ့တော့တရားမလုပ်ပဲနဲ့ဝန်ထမ်းကိုအန်လီအာလုတ်တက်ခွေယူလာကိုမပေးဘူးဆိုပြီးတော့လုတ်လို့မရဘူး။ရက်တော့ရွှေ့လို့ရတယ်။လုံးဝမပေးဘူးဆိုတော့ကျွန်တော်လုတ်လို့မရဘူး။တကယ် operation အရင်အလုပ်များနေအချိန်မှာကျွန်တော်ဒါလူနဲ့ဟိုအဲပေးမယူဘူးပေါ့နော်။အဲ့တော့ကျွန်တော်ကတခြားနိုင်ငံမှာဆိုရင်ဒီဒူဘိုင်းမှာတော့နောက်ပြီးတော့ကျွန်တော်ဒီမြန်မာနိုင်ငံအချို့ multinational company တွေအချို့ကုမ္ပဏီမှာဘယ်လိုလုပ်လဲဆိုတော့ဒီ early view book ကိုလုတ်တက်ခွေကိုယူဖို့ကိုဒီဝန်ထမ်းဘယ်လာမှယူမှာလဲဆိုပြီးတော့ ဒီဌာနဆိုင်ရာအသေးသေးကကိုယ့်ရဲ့ဝန်ထမ်းကိုပလန်ဆွဲထားတယ်ဒီဝန်ထမ်းကတော့ဒီလာမှယူမယ်ဟိုတဲ့ဝန်ထမ်းကတော့အဲဘယ်လာမှယူမယ်ဆိုပြီးတော့ operation တိခါတခါလေး plan ပေါ့နော် early plan လို့ခေါ်တာပေါ့အဲ့တော့အဲ့ဒါကိုဆွဲထားပြီးတော့ကျွန်တော်တို့ပြီးတယ်နော်အဲ့တော့တခုရှိတာကဒီ early ကိုကျွန်တော်တို့ရာကိုယ့်ရဲ့ဒီ company ရဲ့ HR ရဲ့ policy ထဲမှာတော့နော်အဲဥပမာအဲ၃ရက်ချက်ပို့ယူရင်တော့အဲ ဟိုတူပြောရမယ်ပေါ့နော်အဲ့တော့ဥပမာငါရက်တဲ့အထက်တော့ပူယူမယ်ဆိုရင်တော့အဲတပတ်တူပြောရမယ်ဒါတော့လုပ်လို့ရတယ်လုပ်လေလုပ်ရမယ်ဘာကြောင့်လဲဆိုဟန်ဒူဘာလုပ်ရမယ်သူကရက်ရှိအနည်းဆုံး9ရက်က20ရက်ရှိတူယူမှာဖြစ်တဲ့သူကသူ့ရဲ့လုပ်တွေလုပ်ဖို့ကိုလူတူပြီးရစီစဉ်ရမယ်ပလန်တူတော့မှာဖြစ်တဲ့သူကတူပြောရမယ်ဒါပေမဲ့လုပ်တဲ့ခွင့်ကိုဒါတည့်ရက်တဲ့ခွင့်ယူကြရရှိတယ်အဲ့တော့လုပ်တဲ့ခွင့်တည့်ရက်ယူရင်အဲတုံးရကျူပြောရမယ်တပတ်ကျူပြောရမယ်ဒါတော့ဒါကတဘာဝမကြအောင်အဲ့ဒါကြောင့် HR ဒီအနေနဲ့နော်တဘာဝကြတဲ့လောက်တမှာဥပဒေ ဟိုအလုပ်မှာဥပဒေလိုက်လာတဲ့နေရာမှာအလုပ်တဲ့နေရာမှာเนาะ policy ရဲ့ဆွဲရနေရာမှာတဘာဝကြတဲ့ policy တွေကိုကျွန်တော်တို့ဆွဲပါလို့ဒါလေးကိုအကြံပြုချင်တယ်ပေါ့เนาะ